အားလုံးပဲမင်္ဂလာပါဗမေကိုခင်ကနေကြိုဆိုပါတယ်အိမ်မှာလွယ်တကူလိုက်ရှက်လို့ရမယ်ရှက်နီလန်လေးတွေကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်အခုကျွန်တော် ရှက်ပြပေးတော့မှာတော့ရှမောင်ရွက်ငပိချက်ရင်လေးပဲဖြစ်ပါတယ်ဒီရှမောင်ရွက်ငပိချက်ရင်လေးကိုဘယ်လိုရှက်လဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးထဲမှာကျွန်တော်သေစိတ်ရှက်ပြပေးတော့မှာပဲဖြစ်ပါတယ်ဘယ်လိုရှက်လဲဆိုတာသိကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို ဆုံးကြီးပြီကိုဝေခေါ်လိုက်ပါတယ်။ကြားဆိုရင်တော့စားလိုက်ရအောင်ဗျာ။ဘာလိုရလဲဆိုရင်တော့အစ်တော်ဖြူနီမြောက်တီမြောက်တီမော်စိန်းနာငပ်ပြီး ပစွန်ကြောင့်ဆောင်မရွက်လို့ပဲဖြစ်ပါတယ်။အဲဆိုရင်တော့ကျွန်တော်တို့စားရအောင်။ကျွန်တော်စီးပွားပြီဆိုရင်စတဲ့ထောင်းလာတဲ့စတဲ့ချင်းကိုထည့်ပြလိုက်ပါမယ်။ထည့်ပါရင်တော့ကျွန်တော်တို့ကြောက်လို့မူလေးရပါမယ်။

စောအစင်းနဲ့ထွင်လာတဲ့ရှင်ပေါင်းရွက်ကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ဒီနေ့ရတော့ဒီအချိန်လေးသက်တာမဲ့လူရဲ့အိမ်မပုံမှန်တဲ့အင်းတွေဖြစ်ပါတယ်ညဆိုရင်လည်းလောကနေပြန်လာတဲ့အချိန်မှာဘာရှက်မှမတိရနဲ့ ရှိတဲ့စမောင်ရွက်လေးကိုပဲကျွန်တော်စမောင်ရွက်ငပိချက်လေးဆက်ဆက်ကြိုက်တာပဲဖြစ်ပါတယ်ဟိုအရာကြီးထည့်သွားပြီဆိုရင်ဟိုနှံ့အောင်မရအောင်စမောင်ရစမောင်ရတွေပြည့်တွေ့သွားတဲ့အခါကျတော့မြည်ရပါမယ်။ဒါကြောင့်ပြည့်တွေ့သွားပြီဆိုရင်ကျွန်တော်တို့

ပြီးတော့ကျွန်တော်တို့စဉ်းစားငပ်ပြီးနည်းနည်းထည့်ပါမယ်စဉ်းစားငပ်ပြီးလည်းရပါတယ်ပစုံငပ်ပြီးလည်းရပါတယ်ဒီကောင်ရောကျွန်တော်တို့ခဏအုပ်ပြီးတော့စောင့်ကြည့်လိုက်ပါမယ်။ခဏကြာမှကျွန်တော်တို့ပြန်ဖွင့်ကြည့်လိုက်ပါမယ်။ကျွန်တော်လိုချင်နေတဲ့ နောက်ပြီးကြရင်လေးရပြီပဲဖြစ်ပါတယ်။နောက်ဗီဒီယိုလေးကိုကြည့်ခြင်းအပြင်မိတ်ဆွေတို့လည်းဆက်တက်ပြီးလုပ်တင်ပါတယ်။ကိုကိုတိုင်းလည်းအိမ်မှာတွေ့တယ်လို့ဆက်စားလို့ရပါပြီ။ရပါပြီ။အလို့ရှိရတွေလည်းချိန်ကုန်တတချိန်နေဆိုရင်တော့ဒီဟင်းလေးကိုဆက်စားပါလို့ကြံပေးချင်ပါတယ်။တော်လည်းကောင်းတယ်တော်လည်းမိုင်းနေလို့ဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုဆုံးအောင်ကြည့်ပြီးတော့ကြည့်အောင်လုပ်ရအောင်လေ။ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံးရအောင်ဗျာ။ เ拜拜。